နေပြည်တော်စပူတီရီမြို့နယ်ဆေးရုံအနီးမှာမေလ9ရက်နေ့ညနေပိုင်းကရင်တိုင်းမှုဖြစ်ပွားခဲ့ပြီးဘယ်ဘက်ပောင်လဲယူကျူးသွားခဲ့တဲ့ဒါရိုက်တာဇင်ယောမောင်မောင်မင်္ဂလာပါပရိသတ်ကြီးရှင်နေပြည်တော်စပူတီရီမြို့နယ်ဆေးရုံအနီးမှာမေလ9ရက်နေ့ညနေပိုင်းကဒါရိုက်တာဇင်ယောမောင်မောင်ရင်တိုင်းမှုဖြစ်ပွားခဲ့ပြီးဘယ်ဘက်ပောင်လဲယူကျူးသွားခဲ့တယ်လို့သိရပါတယ် အဆိုပါရှင်တိုင်းမိုးကမေလ9ရက်နေ့ညနေ9နာရီလောက်မှာဖြစ်ပွားခဲ့တာဖြစ်ကြောင်းလက်ရှိအချိန်မှာတော့နေပြည်တော်ကရင်တထောင်ဆေးရုံမှာဈေးကူသားမှုခံယူနေပြီးအသက်အန္တရာယ်တော့စိုးရိမ်စရာမရှိဘူးဆိုတဲ့အကြောင်းတာဖြစ်သူမင်းသက်မောင်မောင်ကသူရဲ့လူမှုကွန်ရက်စာမျက်နှာမှာပြောပြထားပါတယ်နေပြည်တော်မှာဘဲဘဲရင်ကျော်ကနေမောင်းလာတဲ့ရင်ကအရှိကားကိုကြော်တက်ကညာဘက်မှာမောင်းနေလာတဲ့အဖေစီးနေလာတဲ့ရင်ကိုပြင်းထန်စွာဝင်ရောက်တိုက်ခတ်ခဲ့ရပါတယ်။အဖေတန်ရာကြီးကြီးမားမားဖြစ်မသွားပါဘူး။ အဖေကို CT scan ဆက်ပြီးချိန်မှာအသက်အန္တရာယ်ရေးကြီးတဲ့အဆက်ရပိုင်းတွေစိုးရိမ်စရာမရှိပဲဘယ်ဘက်ပေါင်လဲယိုကျိုးသွားတယ်ဟုဆိုကမင်းသက်မောင်မောင်ကသူရဲ့လူမှုကွန်ရက်ဆာမျက်နှာကနေအတိပေးပြောကြားထားတာလည်းဖြစ်ပါတယ်အဆိုပါရင်တိုင်းမှုမှာဇင်ယောမောင်မောင်နဲ့အတူနောက်ထပ်အမျိုးသား၃ယောက်လည်းထိခိုက်ဒဏ်ရာရရှိခဲ့ပြီးအားလုံးကိုတော့နေပြည်တော်ကနေတထောင်ဆေးရုံကိုလူမှုကွန်ရက်ရဲ့အသင်းတွေကပို့ဆောင်ပေးခဲ့တယ်လို့သိရပါတယ် ဆင်ရောမမောင်ကပေါင်ယိုးကျိုးသွားတာဟုတ်တယ်။နောက်ထပ်၃ယောက်လည်းထိခိုက်ဒဏ်ရာရပါမယ်။တိတ်တော့မပြင်းဘူး။ဟိုက်ချက်ကိုရှောင်ရင်ကနေတိုက်မိကြတာလို့ပြောတယ်။ကားကောင်းတွေကတော့ခြေမောနေတာပဲဟုဆိုကမြေပြင်ကူညီရေးဆောင်ရွက်ခဲ့တဲ့ဇဘူတိရီမျိုးအခြေဆိုင်လူမှုကူညီရေးအသင်းတာဝန်ရှိသူတဦးကပြောပါတယ်။ဒါရိုက်တာဆင်ယုံမမောင်ကတော့ဘဲဘက်ပေါင်လေယူကျိုးသွားတဲ့ထံရကိုနေပြည်တော်ကရင်တောင်ဆင်ယုံမှာ operation ပြုလုပ်ပြီးဆက်လက်ကူတာဖို့စီစဉ်နေကြောင်းတာဖြစ်သူမင်းသက်မမောင်ကပြောဆိုထားတာလည်းဖြစ်ပါတယ်။